ဝါဆိုမုံနဲ့ဇလန်တွေရိုက်တော့မဟေးဝိညာဉ်ကိုအခုလိုပြုမှုလိုက်လို့လူပြောများနေရဲ့ဆိုပြတဲ့စဉ်ငယ်စဉ်ဆုံးတွေလို့ချက်စနိုးခေါ်ကြတဲ့ဟေးဝိညာဉ်နဲ့ဆိုပြတဲ့စဉ်တို့က6နှစ်တာလက်တွဲခဲ့ပြီးရဲ့နောက်ပွဲပေါင်း9ပွဲနဲ့အကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့ကြတာအလုံးအသိပါပဲ လရှိချိန်မှာတော့သူတို့ဇနီးမောင်နှံဟာပွဲတက်တွေ၊ဆိုင်းဖွင့်ပွဲ၊ပရိုမိုရှင်းတွေမှာအတူတကွတက်ရောက်ရင်းနဲ့ကြီးနူးစရာပုံရိပ်လေးတွေကိုစားပြနေကြပါတယ်။ဒါပေမဲ့မကြသေးမီကထွက်ပေါ်လာတဲ့သတင်းတစ်ခုကတော့ပရိသတ်တွေကြောင့်မောင်ဇနီးတဲ့ဆိုးပြေတဲ့စရာအတွက်ပါမျက်ခုံးလှုပ်စရာဖြစ်လာခဲ့ပါတယ်။အဲဒါကတော့ဟိမွေရန်တယောက်အနုပညာလောကတွေကိုပြန်လည်ဝင်ရောက်မယ်ဆိုတဲ့သတင်းမှာပဲရုပ်ရှင်ပြန်ရိုက်တာကောင်းပေမဲ့ကြေတနာကသူနဲ့တွဲဖက်တယောက်ဆောင်မဲ့အမင်းသမီးနေရာမှာဖြစ်ပါတယ်။သတင်းတွေအရာဟိမွေရန်ဟာရွှေနဒီရွှေကြီးရုပ်ရှင်ထုတ်လို့ နဲ့လက်တွဲပြီးတော့ဇလန်တွဲရိုက်ကူးဖို့ရှိနေပါတယ်။အဲ့ဒီဇက်ကောင်းမှာသူ့ရဲ့တွဲဘက်မင်းသမီးကဇနီးတဲ့ဆိုပြတဲ့စင်မဟုတ်ဘဲတရုတ်ဆောင်ဝါဆိုမူဦးဖြစ်နေတာကပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ပူပူနွေးနွေးလက်ထပ်ထားတဲ့ကာလမှာပရိသတ်တွေက ဟင်းဝင်ရနဲ့ဆိုပြတဲ့စဉ်ကိုပဲတွဲဖက်ပြီးတော့မြင်ကျင်ကြတာသဘာဝပါပဲ။ဒါပြပြိသက်အများစုကဝါစုံမှုဥပေါ်မှာသဘောထားသိပ်ပြီးတော့မကွဲပြားကြပါဘူး။အရင်တုန်းကဖြစ်ပွားခဲ့တဲ့တဏ္ဍာမိုးသိမ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ဝါစုံမှုဥအပေါ်မှာပြိသက်တွေကအမြင်မကြည်လင်မှုတွေရှိနေသေးပါ။ဒါကြောင့်ဟင်းဝင်ရကိုဝါစုံမှုဥနဲ့တွဲဖက်ရိုက်ကူးမယ့်အပေါ်မှာဝေဖန်မှုတွေသဘောမချမှုတွေရှိနေကြတာဖြစ်ပါတယ်။ဒီနေရာမှာထပ်ပြီးတော့ဖြည့်ဆွတ်ပြောစင်တာကတော့ဆိုပြတဲ့စဉ်ရဲ့ယုံကြည်မှုပါပဲ။သူမဟာဟင်းဝင်ရကိုချစ်ပေမဲ့အလုံးနဲ့ ဲ့ပတ်သက်ရင်အတားအဆီးမလုပ်ပါဘူး။ဟိယွန်ရန်နေနဲ့လည်းအနုပညာလောကရဲ့ပြန်ဝင်လာချိန်မှာဇနီးတင်တဲ့ကြီးပဲတွဲရိုင်းနေမယ်ဆိုရင်လင်မယားနှစ်ယောက်တည်းလှူစားနေကြတဲ့ဆိုတဲ့ဝေဖန်မှုတွေရရှိလာနိုင်တယ်လို့ခရီတာပိုင်းမှာလည်းအကန့်အသတ်တွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မတူညီတဲ့မင်းသမီးမတူညီတဲ့ခရီတာတွေနဲ့ခြားပြတာကသူ့ရဲ့တယောက်ဆောင်စွမ်းရည်ကိုပိုပြီးတော့ပေါ်လွင်စေမှာပါ။ ဝါဇုံမူးနဲ့တွဲပဲရိုက်ကူးမှုကပရိသတ်တွေအတွက်အမြင်မရှင်းစရာဖြစ်နိုင်ပေမယ့်တကယ်တမ်းဇလန်းကောင်းပြီးတော့တရုတ်ဆောင်ပြင်းပြင်းမယ်ဆိုရင်တော့ပရိသတ်တွေကလက်ခံလာကြမှာပါဒါဟာဟင်းဝီရဲ့အတွက်စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ဇိုဘီသည်အတွက်လည်းဇနီးကောင်းပိသားကြောင့်သတိပြလိုက်တဲ့အခွင့်အရေးတစ်ခုပါပဲဇနီးတဲ့ဇိုဘီသည်အနေနဲ့ဘယ်လိုနေမလဲအမျိုးသမီးတိုင်းကတော့ကိုယ့်ရဲ့ခင်မုန်းကိုတခြားမင်းကလေးတစ်ယောက်နဲ့ဒါမှမဟုတ်ပရိသတ်သိပ်ပြီးတော့မကြည်ဖြူတဲ့အမင်းသမီးတစ်ယောက်နဲ့တွဲလို့ရမှာကိုတဝင်တူမိမှာအမှန်ပါပဲဒါပေမဲ့ဇိုဘီသည်က တော့အလုံးထင်မှန်မထားတဲ့ professionalism မှုကိုပြသလိုက်ပါတယ်။သူမကတဝင်းတိုစိတ်ကိုရှေ့တန်းမတင်မင်ခင်မွန်းတဲ့ရဲ့အနုပညာအလုံးကိုလေးစားတဲ့အနေနဲ့ကြီးကြီးပြပြခွင့်ပြုပေးလိုက်တယ်လို့သိရပါတယ်။အလုံးကအလုံးတန်ရောစဉ်ကတန်ရောစဉ်ဆိုပြီးတော့ခွဲခြားမြင်တတ်တဲ့စူပြတဲ့စဉ်ရဲ့စိတ်ထားကုန်ပရိသတ်တွေကချီးကျူးနေကြပေမဲ့တစ်ဖက်မှာလည်းကိုယ့်ရဲ့ယောက်ျားကိုသူများလက်ထဲထည့်ပေးလိုက်တယ်လို့ဖြစ်နေမလားဆိုပြီးစိုးရိမ်ပေးနေကြတာတွေရှိပါတယ်။ဘာပဲဖြစ်ဖြစ်ဟိဝီယန်ကတော့ဇနီးတဲ့ရဲ့ခွင့်ပြုချက်နဲ့အတူဝါဇုံဘုံနဲ့တွဲဖက်ပြီးတော့ပရိသတ် က်ရှိကိုပြန်ရောက်လာတော့မှာပါ။ကဲပရိသတ်ကြီးဟင်းဝင်ရန်ကိုဇနီးတဲ့ဇိုးပြေသစင်နဲ့တွဲမြင်ခြင်းလားတမမဟုတ်ဝါဇုံမူဦးနဲ့ရိုက်ကူးမဲ့ဇက်ကအသည့်ကိုရောစောင့်မျှော်အားပေးကြမလား။ပရိသတ်တို့ရဲ့ဇန်နာတွေကိုဖွင့်ဟဆွေးနွေးပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။